ဒီကတော့ gaming အတွက်နည်းနည်းလေးဦးစားပေးထားတဲ့ performance ကောင်းတဲ့ဖုန်းသလေးအကြောင်းပြောကြတာပေါ့ဒါကတော့ခုမှ Lossey ဝင်လာတဲ့ IQ Neo 10 Pro Angular ရတော့ဒါအားလုံးသိတဲ့အတိုင်းပဲအရင် IQ Neo 9 series ကနေက performance နဲ့ design နဲ့ camera တွေကဘာမှသိပြီးတွေ့လို့ပြောကြမလို့ဒီကလည်း IQ Neo 10 Pro လေးကဘာလေးကြီးကောင်းလဲဘာလေးလမ်းလဲဆိုတာလေးမျိုးလို့ပြမယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင် ဒီ Ingenio Time Pro မှာကလည်း performance ဘိုင်းကဒီဇိုင်းဘိုင်းကတော့တော်တော်လေးမဆိုးလို့ပြောလို့ရတယ်။သိရမလား Ingenio CV တွေက performance ကောင်းတယ်မကောင်းဘူး။သူကဒီဇိုင်းမှာလန်းတယ်။ပြီးတော့ဒီဖုန်းမှာဘောကြမိရတဲ့ချက်က ultrasonic fingerprint ရတယ်။ ဒီ Anquinio Tambro မှာသုံးမိထားတာကကျွန်တော် Ultra Sonic Fingerprint ဖြစ်သွားမယ်။အဲဒီချက်ကတော်တော်လေး fine တယ်။ဒီကောင်း display ကလည်း6.7 inch ကိုမှဒါ LTPO AMOLED ကိုမှ144 Hz နဲ့ရမယ်။ Gaming တွေတွေဘာမှသိပ်ပြီးပူကြမလို့။ Display ကဘေးပောင်လေးပါတယ်။ကြည့်ရတာလည်းသူက bezel-less ပုံစံမျိုးလေးလုပ်ပေးထားတာ။အဲ display ကလည်းဘာမှသိပ်ပြီးပူကြမလို့။ P-point ကလည်း4500 nits အထိရတယ်။ Performance မှာဆိုလို့ရှိရင်တော့ Dimensity 6400ကိုမှ Vivo ရဲ့ eSport chip 2နဲ့ ပေါင်းမိကြရအောင်ဆိုတော့ဒီအတွဲဆက်ကလည်းတော်တော်လေးကိုအဆင်ပြေအရင် IQ Neo 9နေတုန်းကလည်းသူက Q1 chip နဲ့ HN2 နဲ့ပေါင်းတဲ့နည်းလေး performance လေးကတော့ ကြံကြံလေးသိရမှာလုံးဝတောင်းတောင်းဂိမ်းဆော့တဲ့အခါမှာအရန်ဟိမတက်လာတာတော့အရန်ပူမလာတာစမှုဖြစ်နေရအောင်ဒါမျိုးလေးကြုံရတယ်ဒီတစ်ခါတော့သူက6000လေးရနဲ့ကျူတူချက်နဲ့ဒီအပိုင်းလည်းတော်လေးကိုဖိုင်တယ်ပြီးတော့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်လည်း performance ဦးစားပေးထားတဲ့ဖုန်းဆိုရင်ပဲဒီကောင်းရဲ့ကင်မရာက Sony ရဲ့ IMX921 ကိုတုံ့ပြန်ထားတာဖြစ်တဲ့အတွက်သူ့ကင်မရာကလည်းသူ့နေထိုင်သူကောင်းတဲ့ပုံစံလေးရတယ်အဲ့ ultra wide main camera နှလုံးပါမယ် ကင်မရာ quality ကမဆိုးဘူးတော်တော်လေးအဆင်ပြေရဲ့ထဲမှာပါလက်ခံလို့ရရဆိုတော့ပုံထွက်လေးထွက်လာတယ်ဘက်ထရီကတော့ true ရနေသူက6100 mAh ကိုမှသူက silicon ကောင်အောင်ဘက်ထရီနဲ့ပြသွားမှာဒါကောင်မှသူက 120W ဖတ်ချတယ်နဲ့ဆိုတော့ silicon ကောင်အောင်ဘက်ထရီ 120W ဆိုတော့အမှတ်သိပြီးထွေးထူးပြောတာမရှိတော့ gaming phone တစ်လုံးအနေနဲ့ performance ကောင်းတဲ့ phone တစ်လုံးအနေနဲ့ဘာမှသိပြီးထွေးထူးပြောတာမရှိဘူးသူရဲ့ဈေးတန်းဝင်းကျင်မှာဒါကျွန်တော်အနေနဲ့ရွေးချယ်တဲ့နောက်တစ်ခုထပ်ပြီးတော့တိုးလာရလို့ပြောလို့ရမယ် ပြီးတော့ဒီကောင်ရဲ့ဘေးကွက်တွေရတာအားလုံးတွေ့ရတဲ့အချိန်မှာဘေးပေါင်လေးတွေရအစားတည်တည်တက်တက်လေးလုပ်ပေးထားတာဆိုတော့ပြီးတော့ဒီကောင်ကပပပပလေးနဲ့သုံးရတာကလက်ထဲမှာကင်နာအရန် comfort ဖြစ်တယ်ဆိုတော့ gain ဆောင်မဲ့သူတွေဖုံးတလုံးအကြာကြီးသုံးပြီးတော့ဒီသုံးနေမဲ့သူတွေနှဲ့ဆိုလို့ရှိရင်တော့တော်တော်တိတာအရန်လေးတာတွေအရန် ပေါ်လာမှုလည်းမဟုတ်ဘူးသူ့နေထိုင်သူလက်ထက်မှာအရန်တတမတန်ရှိရဲ့အနေထားမျိုးဖြစ်နေဆိုတော့ IQ Neo 10 Pro ကအရင်နှစ်ကတည်းကဆိုင် performance ဘိုင်းနေအဲပြီးရင် design ဘိုင်းနေ camera ဘိုင်းနေကနည်းနည်းလေးပိုပြီးတော့ကောင်းလာတယ် ultrasonic ဖြစ်တာတွေကလည်းဒါကြိုးစားရမယ်မစိုးဘူးလို့ပြောလို့ရတယ်သူ့စီတန်းဝင်ကျင်မှာ performance ကောင်းတာလိုချင်တဲ့ဆိုတဲ့သူတွေအတွက်ရွေးချယ်ရတာဖုန်းတစ်လုံးလို့တော့ညံတယ်ဒါကတော့ IQ Neo 10 Pro ကို mini develop ပေးထားတာတကယ်အသေးစိတ်ပညာလေးရောနောက်မှသက်သက်ထလာမယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ပြင်ပြင်ကြရပါဘောအားလုံးကျေးဇူးများတမိုင်းကျွန်တော် admin ကြော်ယူပါ Yangon Mobile Store.